စရာအမှတ်တမ်းမှအကျိုးဆိုလိုက်ပါခင်ဗျာ။ Okay. ခုထောက်ကျွန်တော်တင်စပေးပါမယ်။ပရာစန်ဂျီဇလန်ဒဘုတ်ဖြစ်တော်မနောမယအချွင်ရောရေတာထာသည့်တစ်ချောက်ပင်ကြီးလို့အမည်ရပါတယ်။ Okay ကျွန်တော် channel လေးကို like နဲ့ subscribe လေးမလုပ်ရဘူး။လုပ်ပေးကြပါဦး။တစ်ချောက်ပင်ကြီး ဘယ်သူမပြုတ်မိမိမှုသဘောဟာကံအလုံးဤသဘောသာဖြစ်ပြီးကြံစီလောက်ကံပြောဆိုသည်များဟာလောကီရဲ့အတိုင်းတပံပြင်းလေရရှင်းသဘောဖြစ်လိုအပ်ရှင်းမလိုအပ်ရှင်းထက်ရရှင်းနေမရရှင်းနေရွေးချယ်ခွင့်မရှိပါဘူးဤကံလောက်ပြီးပါပါရရှိပြီလေထိုးရာထိုးသူဤကံကြမာမိဤထို့အပြင်ထိုးရာဒီဟာလောကဤသဘောတရားဤရာမှသာဖြစ်သောအခါတစ်ချောက်ပင် မီးလောင်ကျွမ်းထားတဲ့တပင်အိုကြီးမတည်ဆုံးပါပဲရှင်သန်ဖို့အာယူနေသည်ပုံပြက်ပန်းပြက်အကြီးတန်ဖွယ်မဲနေနေအကိုင်းရခဲမဲ၆၆ပြီအယိုးလက်တံများပြီတွင်ပင်ရတော့ပုံပြက်ကနေသည်တပင်ပူကြီးမဲညစ်ကရှုံတော့ကြီးပေါင်းတွေအထက်ထက်ပြီရွာပင်တုတ်တန်ဝင်ဝါကအပင်ကြီး တနေ့ထိုးတပင်ကြီး အရှိတွင်ဓာနိုင်ရပြီလူတွေရောက်တည်ဆုံးခဲ့လေသည် နာကျင်အတိဖြစ်တည်ခြင်းတရားဟာအရှိန်မတန်ခင်တက်လို့တည်သဘောဖြစ်အညိုကြီးတဲ့စိတ်ဘဝင်နာကြီးဝိညာဉ်ဘဝရောက်တာတံမြန်သဘောဖြစ်လူတစုအားပြန်လဲလက်စားရှိမဲ့တစ်ချောက်ပင်ကြီးတစ်ချောက်ပင်ကြီးအမိရစမ်းကြဲသောဇလန်တစ်ရုပ်ဟာရင်းတွင်းမှာရေးဒီကတရုပ်ဖို့တွေးတော်ချင်းသာဖြစ်ပြီးတစုံတစ်ခုသောအကျိုးရရှိစေုံဖြစ်ခြေနက်ခါဖြစ်ခြေသာခဲ့သည် ဇွေညောင်မြို့အစွန်ဘက်ဆုံးတောထူထက်ကရောင်ကြသည့်ရွာလေးတွေရွာရွာနာမကရွာသာယာတဲ့ဒါယာပါတဲ့နမီနစ်လိုက်အောင်ထိုးနေမီကနေတောင်ချီအထိရွာများဟိုတစုဒီတစုတောကြတဝက်ကိုအစုနစ်ကိုမနီးမဝဲခလန်းနဲ့လွင်ဒီကနေတိုင်းကြသည်ရွာသာယာအင်းကြီးမြိုင်ကျောက်လောက်ဝါမြိုင်သာယာဝေသာရွာစသဖြင့်ရွာများရှိသည်လူမျိုးစုံနေတိုင်းကြသည် ဝါလီမြာမအင်ရှီဒီယာနီးပါးမရှိတရှိမြာဖြစ်သည်လဲမီကြံကင်းတောင်းရလှုပ်ချင်းစသဖြင့်ကိုတစွမ်းသည့်အရာအားလောက်ကန်ကြသည်ရွာတိုင်းလိုလိုပါပဲရွာထိပ်မှာရွာဦးကြောင်းလေးရှိပြီးရွာနောက်မှာတော့ရွာတုတ်တန်ရှိသည်ရွာအားအလဲရွာလမ်းမဒေးတစ်ချောင်းနေတိုင်းကြသည့်ရွာတန်းချီလီဖြစ်တယ်ရွာမှာ၄တောင်တစ်ဖွဲလည်းဖြစ်တယ်တချို့ကရာခင်းများနဲ့မှု တချို့အတော်တန်ပင်ချားသည်ခြံစည်းရိုးတပွဲတမတိကိုအပိုင်သူ့အပိုင်သဘောဖြစ်သည့်ချာနာသည့်စီးရာအပင်ကြီးများနှင့်မို့တောထူထက်ထက်အပင်ထက်ထက်နှင့်မို့ညအချိန်ဆိုတိတ်ဆိတ်ချင်းနှင့်ချုပ်ချားเสียရာဖြစ်သည်ရွာဦးဖုံးကြီးเจ้าမှ ခေါ်ယူကမွေးစားသဘောလည်းဖြစ်သလိုမိခင်ကြီးကိုလည်းလှုပ်ကြွေးနေသူဖြစ်သောရရအလုတ်အကုန်လှုပ်ကင်သည့်အောင်ငဲဆိုသည့်လူငယ်လေးရှိသည်အောင်ငဲမှာရိုးသားသည် တဲရွာလုံးကအချစ်ခင်ကြသည်တနေ့ရွာနောက်ဖက်တုတ်တန့်ပေးရှိလေတွင်အဆောင်အဖြစ်လောက်ကန်ရင်မှအသက်ခံလိုက်ရသည်ဥရီထွက်အောင်ဓာတ်ထုတ်ခံလိုက်ရပြီရွာတုတ်တန့်ရှိအဝင်ဝါကတပင်အူကြီးနာမှာဥရီထွက်ကဒီဆုံးနေလေသည်ထိုးအဖြစ်အပြက်ဟာဖြစ်ခဲ့သည်ဖြစ်ရဖြစ်ပြီးဖြစ်တိတ်မရပါပဲတရားလုံးစိတ်မကောင်းဖြစ်တယ်လို့ဂယုနာလည်းတက်မိကြသည် အောင်မေကြီးမိခင်ကြီးမှာလည်းဒါဖြစ်သူအဖြစ်ဆိုပါဖြီးတိတ်မရပါပဲမဒီဒီဝီဒါသမီးဇောကတ်တဲ့ဇတယုတ်ခံလို့မြေလူကငိုကြွေးပူဆွေးနေပြီလို့ရွာခံများကဝိုင်းဝန်းကနှစ်သိမ့်ပြကြရပါသည်တရင်စကားအမိတို့ခုထွက်ရှိ၍နေလေသည်ရွာသားရွာရွာစဉ်တလျှောက်ပါဓမြတိုက်ကလူရဲ့နေတော့အဖွဲတစ်ဖွဲရွာများသူဝင်ရောက်ကတိုက်ခိုက်လူရဲ့နေကြသည်ဟူသောအကြောင်းအရာဖြစ်ပေသည် တို့တပိုးစိုးဒီကရွာသားရမလွဲကကြံရွာများတွင်သာတိုက်ခိုက်ကလူရဲ့နေဒီမှုဓမြအဖွဲဟာရွာသားရွာကဖြစ်မိဟုပြောဆိုကြသည်အောင်ငယ်အသက်ခံရပြီးတပတ်လောက်အကြာတွင်ကြီးကောင်များရွာစဉ်တလျှောက်လက်ပကအိုခင်းနေသလိုအောင်ငယ်တေဆုံးရဲ့ဒီတိပင်ချောက်ကြီးထက်နာကားတပင်လုံးမဲမဲမောင်လို့နေရှိသည်ကြီးကောင်များတအားအားနဲ့အိုခင်းကလက်ပပြန်း ကြသည်မို့ရှေးလူကြီးခေါ်တက်ကြီးများကဆိုးထိတ်ကားဖြင့်မကောင်းသောရှင်နေဖြစ်တော်မယ်ဟုပြောဆိုကြသည် အပေါ်ပိုင်းမပါသလိုတိုးတိုးတုတ်တုတ်အကိုင်းအခတ်မစုံနဲ့တစ်ချောက်ပင်ကြီးဟာမဲညစ်ကကြီးပေါင်းတွေနဲ့မမြင်ရတာအကြီးတံပွဲဖြစ်ပေသည်တုတ်တံဝါကအပင်မိုးရေမဟုတ်နာနာဘဝတကောင်းအလားပင်အရင်ကလေးကရှိနေခြင်းမို့တုတ်တံစောင့်နဲ့တုတ်တံဇာကအတိပင်ကြီးမို့အရင်ကလေးကအကြီးတံပွဲယွန်းချာစရာပင်ဖြစ်ပေတော်သည် တိတ်ဆိတ်မှုနဲ့အတူအမောင်ချုံသောအောက်ကလောကသဘောတရားကြီးဟာဖြစ်မောင်မိုက်ကတိတ်ဆိတ်ခြင်းအတီးနေရှိနေလေသည်ညဟာအစာချာထွက်သည့်ဓာကောင်များအတန်ကလွဲ၍အိမ်မောကြလိုနေသည်ထိုတိတ်ဆိတ်မှုကိုဖြိုခွဲလိုက်ဒီမှာကရွာမြောက်ပိုင်းရှိအသေးလေးတို့ဝိုင်းထဲမှနာကျင်သောအတန်နဲ့ကြီးနှင့်အတူဇနီးဖြစ်သူဤကဲပါယူပါအတန်များကြောင့်ရွာလေးဟာနိုးထသဘောနှင့်ဆူညံစွာလှုပ်ရှားအသက်ဝင်လာရှိပြီအိမ်တိုင်းကိုစည်းကာလာသားဖွဲ့များနေရွာလူကြီး စတော်လူများအတဏ္ဍာရာစီတို့အလင်းအမြန်ပင်ထွက်လာကြသည်အသေးလေးမှာအင်ရှိတွင်ဒေဆုံးနေလေသည်ဒေဆုံးပုံမှာမြင်ရဖွယ်ပင်မရှိဇက်ကျိုးကမျက်နှာမှာကြောပတ်ရောက်ရှိနေရှင်းကြောင်ဖြစ်တယ်တင်တကားပောက်ဝတွင်အတိကိမဲ့နေသောဇနီးဖြစ်သူမေတာလကိုမေးတော်လဲထိလန့်ပွဲအတိနေမြင်ဝင်ရမြင်ရသူမို့ရမတိတဆဆတုံးရင်ကမျက်လုံးပြူးမျက်ဆံပြူးမျက်ရည်တွေပြောက်ကယူးတဲ့ပွဲထိလန့်နေဒီမို့ ။ဘာလူကြီးမှာရေမန်းအထုတ်ကပတ်ဖျန်းပြီးမှသာအတိဝင်လာသဘောဖြစ်အကြောင်းစုံကိုအထစ်ထစ်အငေါငေါဖြစ်ပြောဆိုဒီဒီအသေးလေးတယောက်အဲ့နေရာမှာတကားပေါက်အာတစုံတစ်ခုကလာခောက်ပြီပို့အရင်ကလည်းဒီလိုလာခောက်နေကြမို့မိအိမ်ကထုံးကမိစာလေးမြင့်လိုက်တော့တော်ပေသွားမလို့လေအချိန်မရှိမှတော့ဘယ်ကလူလဲရန်သူလားမိတ်ဆွေလားမသိတတိဓာအောင်မှုဇနီးတယ်မှာ တိဘေးကတဖန်ကြောဘေးကအိဆက်နေလို့အသေးလေးလဲအိမ်ပေါ်မှာဆင်းကတကားအဖွင့်ကြည့်တော့မြည်သူများမတွေ့ရှိစိတ်မရှင်း၍အပြင်ထွက်ကခြံဝင်ဝါအထိကြည့်တော့လဲမထူးချာဇနီးဖြစ်သူမှာခင်မုန်းဖြစ်သူကြာတော့ကြောင့်အပြင်ထွက်ကခြံဝင်ဝါကြည့်လိုက်တော့မြင်လိုက်ရသည့်မြင်ခွင်းမှာအိမ်ချေတကားဘက်ကအပြင်ကြီး ထိုပင်ကြီးဟာတုတ်တန်ဝါကမကောင်းဆိုဝါပင်ကြီးတဖွဲတိချောက်ပင်ကြီးမှုဆွမ်းအကနေတော့အသေးလေးကြောပေးထားသဘောမှုမသိရှိနောက်ကိုပြန်လှည့်ကြည့်လိုက်တော့မြင်လိုက်ရသည်ကပင်စီထက်မှမဲမဲတကောင်ခုံစင်းလာကလေကိုကန်ချိုးဇက်ချိုးခံလိုက်ရပြီလို့နာကျင်တော့အသံနဲ့ကြီးတစ်ချက်သာထွက်ပေါ်လာ၍မေတာဘူးမှာအော်ဟစ်ကအကူညီတောင်းရင်းကြောက်လန့်မှုကြောင့် တတိလက်သွားလေတော့ဒီဟုပြန်လေပြောပြလေသည်ဒါစမ်းကြဲသောဖြစ်ရတခုထိုးအပြင် ဖြစ်လေဖြစ်တာမရှိသောအရာဒါအကြောင်းအရင်တခုတော့ဤကံရှိပေလိမ့်မည်ဟုရွာသားတိုင်းစိတ်ပဝင်တွင်တွေးထင်ကယင်မေးပါပဲစိတ်ပဝင်ဝဲကြောင်းညွှန်ချင်းအရာဝင်ရောက်ကကတ်တွဲသဘောလိုဖြစ်ရှိနေလေသည်ထိုးအဖြစ်ပြက် အသေးလေးရေလောင်းမြေရှာပြီးဒီနေ့ခေါင်းကြီးမှလည်းထိုးပုံစံအတိုင်းဇက်ကျိုးကရွာလမ်းမှာပြီးတွင်တည်ဆုံနေလေသည်တယောက်မှနှစ်ယောက်ဆိုတော့ဒါကပုံမှန်သဘောတရားရဲ့တော့မဟုတ်ထို့အပြင်ကြီးကောင်များညစဉ်နေ့စဉ်အော်မီနီတက်ပြီလို့ကြီးရသံမှာမကောင်းနှမိတ်မဟုတ်လေတော့စိုးထိတ်လို့နေရှိပြီထို့အပြင် ရွာတုတ်တံဝင်ဝါကအပင်ဝူကြီးထက်တွင်လာနားခုကအကောင်းကြီးများပြားစွာတီးရှိနေသည်မှာရွာသားများအတွက်တော့အံ့ဖွယ်ဖြစ်ရဖြစ်ပြီးအကောင်းကြီးပေါင်းများစွာအပင်ဝူကြီးထက်နားခုကအိမ်သပွဲမိခိုးနေခြင်းအော်မီလိုက်ပြန်နားခုလိုက်ဖြစ်ဥဒဘူးမှာရွာလူကြီးပေမို့စိတ်ဝင်ရင်မအေးပါပဲတွေးဘူးလို့နေပေသည်ရွာမှာကောင်းကြီးအတုပချပြီးသည်နှင့်ရွာရှိလူများစုဝေးကအန်တရာယ်ကင်းပရိတ်တရားနာယူကရွာမှာ အပနှင်မဲ့အစီအစဉ်တရားနာယူရန်တိုင်ပင်လိုက်ကြပြီ အပနှင်ကြလေသည်ညနေနေဝင်ရီရောအချိန်ပြီမှုတောင်ကျောကလေးရှိ ရွာလေးတရွာမှုနေဝန်းဟာလက်ပြသဘောဖြင့်နောက်ဘက်ရှိဘိုးတောင်တောင်းတန်းမေးနေတဲ့ဘောဖြင့်တိုးဝင်ကနေရှိပြီမှုရောင်ဒီဝင်းဝင်းနေဝင်းဟာမေးမေးစပြူပါဖြင့်ဝင်ရောက်ပျောက်ွယ်လို့နေရှိပြီရွာလေးလမ်းမကြီးပေါ်တွင်ရွာဦးကျောင်းဆရာတော်မှ ပရိတ်တရားနာယူကအနေကင်းကမဝါခောရန်သွေးသွေးမကောင်းမှုအတိုက်ခိုက်အစီရင်အလုံးစုံအတိုက်နတ်အတိုက်မကောင်းသောဘရင်နေကင်းရှင်းသော ကမဝါအားရွတ်ဖတ်လိုက်တာနဲ့ဒီဝါလုံးရှိနေရမြမအတန်များပြီးလွားနေတဲ့များပြီးရောနောက်တို့ပြီးသွားသောအကြီးအငယ်စုံနေသောမကျွတ်လို့သောအတူရကေပုံဘဝသားများဝူတော်ဟာအရေးတစ်ဖွဲ့ပြီးလွားမှုများစုညံလို့နေသည် တရားနာယူပြီးတာနဲ့တရားလုံးယောဟန်ရဲ့သဘောဖြစ်တန်ဘုံဝစပိုင်းများရှိသည်များနဲ့တန်မြိုင်ဖြစ်ကယောဟန်ရှိဘက်မှစတင်ကတဟာဒရီညာတန်ပြီးကဖြစ်နင်းထုတ်ကြသည်ပရိယုပ္ပစင်ကတဲမြတိခမများချင်းမြစတော့ပရိယုစင်ထားရှိတော့ပရိအိုးဘေးရှိအရာများကိုအင်းအတွင်းတဲမြဖြန့်ချင်းတိခတ်များအိန္ဒိယဝင်းတွင်ထားရှိစသောရာများပါလောက်ကန်ကြသည်ထိုအရှင်နေဖြစ်ပြီး တကနာငြိမ့်တသွားတော့လေရွာသားများမှာစိတ်မီးလှပါပဲအเจ้าမှာအရင်အတိုင်းတချောက်ပင်ကြီးမှာသူ့နေရာတွင်သူရှိနေခြင်းကြောင့်သာဖြစ်တယ်ကြီးကောင်များမှာလည်းအရင်တိုင်းပင်မူတို့ကြောင့်ရွာသားများကြောက်စိတ်မပြေသေးလို့ရွာတွင်ရန်သူများဓမြများ စသောအန္တရာယ်များလာပါကအသည့်အနေထားပြုလုပ်ထားသည့်ရွာတောင်လေးတောင်ချီကင်းလင်းစင်များတွင်ကင်းဆောင်သဘောဖြင့်နေရာယူထားလိုက်ကြပြီးကင်းလေပေသည်အတော်တန်သက်သာစေဖို့အတွက်ဖြစ်တယ်ထိုနေ့ကလာဝန်းဟာတာလို့နေတယ်ဆောင်းဝင်ဝင်ဝါမှုနှိမ့်မှုများကသဘောဘွားဖြင့်ခက်ဆောင်ဆောင်ကြဆင်းလို့နေသည်ကြယောင်အောက်ကမြင်ရသည့်မြင်ကွင်းဟာဖြင့်ချမ်းအေးမှုနှင့်အတူတိတ်ဆိတ်သောရှင်စိတ်ဝင်ဝဲတွေးเสียရငီးเสียရအဖြစ် ရှန့်စင်းစိမ့်နေအေးမြတော့ခံစားမှုနဲ့အတူချင်းဖို့ဝီးသူဆိုပါကရင်ဝဲအတွင်းဖော်မှန်ပြတော့လွမ်းချင်းများမတိမတာတဘောဖြည်းတီတိုးရေရွတ်တီဆိုနေတတ်ပေသည်ရွာဤအရှိဘက်ရှိကင်းတဲ့တတိထိုင်းရန်အတော်တန်လိုအပ်ပြီလူရွာနောက်ဖက်ကင်းတဲ့မှာသာလူများစွာဦးစားပြီးတဘောဖြည်းထားရှိရသည်ညာနဲ့တကောင်မှာတော့ရွာအနောက်မြောက်အရက်မှာစူးစူးဝါးဝါးအတန်းနဲ့ကြီးနေအတူ တိုးဝေကရွေလျားသွားသောအရာတစ်ခု။ဒါအောင်အောက်မှာဝရဝမြင်ရပြီလို့ရွာသားများမှကင်းတဲ့ပုံမှာအလင်းမြန်ခုန်စင်းကပြေးလာသွားကြသည်။တခဲငါလုံးထိုးတစင်းပြုတ်ထားသည့်အမဲလိုက်မိအုပ်ဆောင်ညားပြီမှုမြင်ဝင်းဟာရှင်းလင်းပေသည်။ရွာလမ်းမှာပြေးနေသောရွာကင်းတဲ့မှလူများစီတို့ရွေလျားကလာနေသောအရာတစ်ခု။မိအောင်မြားကြားမှာမြင်ရသည်မှာထိုးရာကြောင့်ရှေးလမ်းများပြင်ရတန်ကားပြင်ကြောင်ကြည့်မိနေကြသည်။ ထိုအရာမှာရွာတုတ်တန်ဝါကတိချောက်ပြီးကြီးရွေလျားကအမြင့်နွယ်များဖြင့်လုံရှားကသွာလာနေခြင်းမူဖြစ်တဲ့ထိုအပြင်အပင်ကိုယ်ထဲပေါ်တွင်မဲမဲသရဝါတကောင်နေရင်နေတော့မျိုးလုံးကြီးများနေအကောင်ကြီးတကောင်ဝင်တော့နှကောင်တဘောလိုအမွေးထူသေးကဖြစ်၎င်းတို့ဘကူတစ်ချက်ကြည့်ကအစိုးရီဖြဲပြကဘေးဘတော်ဘတ်သူရွေလျားကဝင်ရောက်သွားလေတော့သည်ကင်းသမားများမှာစက်တီတီကကြောင်ကြည့်နေရမှာ တချို့မှာတဆက်ဆက်ပင်တုံရင်ကကြောင်ရုံထိတ်လန့်လို့နေသည်ရွာတကြီးရွာသားများမှာအတန်းတကြီးထွက်ပေါ်လာသောငစေတို့အိမ်ရှိရာသို့ရောက်လာသောအခါငစေမာတီစုံနေလိမ့်ပြီးငစေမာတကိုယ်တည်းနေသူမှုဘလို့ဖြစ်တယ်လဲမသိရှိဖြစ်ပုံမှာစမ်းကြဲသောဖြစ်ရထဲကဖြစ်စဉ်သဘောလိုတူညီပေလို့ဒါဟာအောင်ငယ်တီစုံမှုနဲ့ပတ်သက်မိဟုတွေးတင်ကစိတ်ဘဝင်တွင် ရှိတော်လေတီးကြသောအဖြစ်ကိုမတွေးရှိနိုင်ပါ ခေတ်ကလာရလူတန်းမှုပင်ဖြစ်တော်လဲအချိန်ခါအရမြို့နေဝေးဒီထက်အေးတယူမှုများပင်ကင်းစင်ပြီလို့အစွန်ဘက်ဒေတာများတွင်တဘုံတခုစသဖြင့်တောမီလောင်တောချောင်းလက်ခမောင်းခတ်ဆိုသလိုမငြိမ်မသက်ပြီလို့အခက်တွေ့နေရသည်ရွာတကြီးမှလည်းရန်တိုင်းသာ ပြင်စင်တကြိုးဖို့သာတက်နိုင်ပြီလို့ကိုစီလှုပ်ရှားရှိတာများလောက်ကန်ကြသည်ရွာတုတ်တံ ာသူဘာရှာတိုင်းသူမဟုတ်တလို့ပုံစံဖြစ်အဝင်ဝမှာရှိနေတော့တိချောက်ပင်ချီမှာတအားအားကြီးတယ်များတပင်လုံးကြီးကောင်ထောင်ပေါင်းများစွာနားခုတီမှာလွဲယူမလုံရှားပါပဲမထူးဆန်းပါဘီသို့တော့အာသူဘာချသူတိုင်းစိတ်အေးတယ်တော့မဟုတ်ကြောက်ရွံ့ကြပြီအမြန်ပင်ကိစ္စပြီးစီးအောင်အချိန်စောမှာပင်လောက်ကင်ကြလေသည်လောကသဘောတရားပင်တော့မြည်တို့ကြောင့်ဖြစ်ပြရသည်လောမြည်သူများမသိရှိ စမ်းကြဲတော့ဖြည့်ဟဟဖြစ်ပြီးဆုံးစေဖို့ရာအတွက်ဘယ်ရာကရတန့်စေလို့တီချေးစေလိမ့်မိသူမြမတိရှိပါဘီညဟာလာဝန်းပြီတော့လာပြီအခါမှုညီဝင်းဟာရှင်းလင်းလို့မြင်ရအောင်အလင်းရောင်ဟာဖြာကြကနေစဉ်ညသကောင်ရံမှုလာဝန်းဟာတဲ့မဲ့လို့နေရှိပြီးရွာထိတ်ရှိဖုန်ကြီးကြောင်နေရှိကျင်းစဉ်ထက်ကလူငယ်ကာလာသားများပင်ငိုင်မီလို့နေရှိပြီး ဆွဲဆွဲငင်ငင်ဥလိုက်တော့အတန်းနဲ့ကြီးများမှညာတကောင်ကထိုးပေါက်ကဝင်လာပြီလို့ခွေးလင်ခွေးလင်များမဟုတ်ဇွာရှိခွေးများမှဖြစ်တယ်ထို့အပြင်လူတွေစုစူးစူးညံ့ညံ့တဲ့များနေဇွာလူကြီးအိမ်ဘက်စီမှဖြစ်တယ်ထို့နောက်ဇွာလမ်းမမှဘုန်းကြီးကျောင်းချီရာဘသူလာနေကြောင်းလူတွေစု၏အတန်းများကြားရချင်းကြောင့်တိတာလာပြီလို့ကျင်းသမားများပင်ဘာလဲသဘောဖြစ်တည်ခြင်းမှုဖြစ်ကင်းစင်လင့်ပေါ်မှာစင်ကားအစင်သင့်စောင်းမျော် နေလိုက်တယ်။ရွာလူကြီးနဲ့ရွာရှိလူကြီးအစုခက်သက်သက်ခြောက်လန်းလာကြပြီလို့ဘာမှမမေးပါပဲအနောက်မှာလိုက်လိုက်လာကြရင်တခုခုတော့ထူချပွဲဖြစ်စဉ်ဟူတွေးမိကြသည်။ထို့အပြင်ရာသာနှင့်တပည့်တပွဲနောက်လိုက်နှစ်ယောက်ကြောက်ညွန့်ဖွယ်တွင်ပြင်ဖြစ်ဆိုရင်မကင်းတော့အရှိနေဖြစ်အနောက်သို့ပြန်လဲကြည့်ကလိုက်လာနေတာတွေ့ရပြီသည်။ ရွာဦးကျောင်းသူရောက်ရန်အတော်တန်ပင်လိုတော့နေရတွင်လမ်းတစ်ဖက်တစ်ချက်မှာပေါက်နေသောအရွယ်စားညီမြသောကိုကိုပင်စည်းများရှိသည့်ထိုနေရာသို့ရောက်ရန်အတန်ငယ်သာလိုသောခါဝယ်တဟီဟီညီးတန်ညီးညူတန်မကောင်းစိုးဝတ်တကောင်ညီးညူတန်မျိုးကြားလိုက်ရသည်ကြက်သီးတွေထခုံတုံရင်ကြောက်လန့် ဘူးပင်ညှို့ခွေကြလောက်အောင်ထိုးတန်းစိုးဟာဘလိုမျိုးရုပ်ဆုံးဆိုသည့်အတန်များကပင်လိုက်မမီရှိထိုအတူရွာလူကြီးနေလူအကုန်ခြေစုံရက်တံကဖြစ်ကြောင်ကြည့်နေစဉ်အပင်ကြီးများကြားမှတပင်လုံးလုံခါရန်ခါလို့ထွက်လာတော့တုတ်တန်ဝါကတပင်ကြီးမို့အနောက်သို့ဆုတ်ကားဘာလဲဟာဘလိုလဲဟာပြေးပါဟာရှရှပါကွာစသည်ဖြင့်ထိုးနေရာတော့ ပြရခတ်သဘောနှင့်ပြောဆိုဆဲဆိုအိုဟစ်တမ်းများအချိန်ခဏမှပင်ထွက်ပေါ်လာလေသည်ခုတ်သူကခုတ်မိတုံများနှင့်မကြောက်မရွံ့ဝင်ရိုက်သူများအပြင်တိပင်ကြီးအကိုင်းအခက်လက်တန်း၆ကက်ကက်မင်းကြီးညစ်ကြီးကခါရန်လွှဲရိုက်ပြီလို့ထိမှန်သူများမှမကြီးမသာအတန်ဖြင့်တီတီတာတာစကားပင်မဆိုနိုင်ပါပဲအလူအလဲသွေးထွက်အောင်ထိမှန်ခံရမှုများအပြင်ကြောက်လန့်ရှင်းကြောင်ကြောက်ကန်ကန်သဘောဖြင့်ပြည်သူကပြည် ရှသူကရှပြောခြင်းဟာပြောဆိုရင်ပြေအာကနေတဒန်ကြီးနဲ့တူဘုံကနေမြေပြင်ဖုံတော်ထက်ဘိုင်းကနေမြေအောင်အယုတ်ကျိုးပြပြချတဘောဖြစ်ဘုံကနေအတန်ကြီးနဲ့တူဖုံများပြင်ပြန့်လွင်ကထွက်ပေါ်လာအောင် ပြင်းထန်သောမြေပြင်နှင့်ထိကဲ့တန်နှင့်တူလဲပြူကပြန်မထပါပဲမလုံးမချားငိန်တက်သွားလေတော့လူခန္ဓာကိုယ်တစ်ခုရာသာပြင်ဖြစ်တည်ရတော်သည် ိုးရာကိုမင်းဒီနှစ်တပည့်ကျော်တီဟာနင်ဂျီနော်မှာလဲကြောင်လန်ကပြီး၍တိုင်မြင်ထားသည့်သဘောဖြင့်ရွာလမ်းမှဘက်သို့ခြေလန်းပြင်ထားလိုက်တာနဲ့အမလေးကဲပါကြပါဦးကဲပါဦးအတန်များနဲ့ဒူတီဟာနင်ဂျီကြီးတို့မှာကာယာယာနဲ့လက်တန်ကြီးများမှာရေးပတ်ကဆွဲမသွားခြင်းခံရပြီလို့ကြံသူများမှာလည်းကြောင်ကြည့်နေမိသည်တကယ်ဆိုတိချောက်ပင်ကြီးမှာအဓိကထားကတိုက်ခိုက်သည်မှာရွာသားများတော့မဟုတ် ရာသာတို့အဖွဲ့ကိုပင်ဖြစ်တယ်။ဒင်းဆိုတစ်ချောက်ပင်ကြီးမှာရွာသားများတဲ့ရာသာကြီးတို့အဖွဲ့ကိုတိုက်ခိုက်နေခြင်းကြောင့်ဖြစ်တယ်။တကယ်တော့ရာသာနဲ့ဆရာတပည့်များမှာဓမ္မတိုက်တော်တောင်းချမ်းနေသူများဖြစ်တယ်။ဓမ္မအဖွဲ့ကြီးခေါင်းဆောင်ရာသာမှာရွာပြင်တုတ်တဲ့အဝါမှာတိုက်လာတော့ရွှေမွေတွေခွဲဝေကနေတော့အောင်ငယ်ကကြောင်တောင်းတောင်းတွင်ပြင်းဖြစ်ရောက်ရှိလာပြီလို့မတက်နိုင်သည့်ဆုံး ပေါ်ကောင်လုံးမီသိုးသောကြောင့်အဆုံးသတ်ပေးခဲ့သည်ထိုပြဿနာကြောင့်အဖွဲထဲမှအသေးလေးနှင့်ခေါင်းကြီးတို့အသေးဆုံးပြီးမိမိအရင်ဒီဝင်းကျင်မှာအမွေးထူထူကောင်နဲ့တိမ့်မယ်ယောက်ကြီးကိုရိတ်ခနဲဖျက်ခနဲတွေးရပြီလို့ကြောင်လန်ကရွာတကြီးနာမှာအပြစ်တင်ဝင်ခံကလာရောက်ခါအဖန်ခံရှာခြင်းဖြစ်တဲ့ရွာလူကြီးမဆရာတော်ကြောင်းမှာဆိုလုံးဆုံးမထင်ရွဲ့ယခုကဲ့သို့လာရောက်ပို့တာခြင်းဖြစ်တဲ့ကဲကြပါအောင်ကဲကြပါအောင်။အော်ဟစ်နေသလိုရွာသားများမှလည်းကြောင်ကြည့်နေမိတယ် ထိုအချင်းတကားလေးတော်တော့ပြီကွတူတော့အတန်းနဲ့တူရွာဦးကျောင်းဆရာတော်နဲ့ပညာတင်ကြားနေတော်မောင်စံအာတွေးလိုက်ရသည်မူရွာသားများမှာအားရှိသောသူတို့ကြောင်းယူမှုဟာလည်းနေငယ်ကင်းကွာသွားရသည်ဆရာတော်ဤတီကြီးကလေးနက်သောပြက်သားသောစကားသံကြောင့်မို့ရေမသိမိမိအားစောင်းချောက်ခဲ့သည့်ဂျေဇူးရှင်မို့ရေလောမသိ ်တပင်ကြီးမှာတခဏငြိမ့်သက်သွားတယ်ထို့နောက်အပေါ်မှာတစုံတစ်ခုဟာထွက်လာတာဖြစ်အခိုးမွေတပွဲအမွေးမြင်ထူပြောတဘောရှိသည့်အမဲရောင်အကောင်ကြီးဆရာတော်ကတကားလေးစကားဆိုရန်ခက်ခဲနေပါကရွာသားတယောက်ထဲဝင်လိုက်ပါအမားတွေကမလုံတော့နဲ့ရတန်းကရက်ဖို့ပြောချင်တယ်ဟူစကားဆုံးတာနဲ့ရွာထဲမှာလူရွယ်ကာလာသားတယောက်တဆက်ဆက်တုံးရင်ကငိုကြွေးကပြီဆရာတော်ရှိမှဒူးတော့ စိုက်ကငိုကြွေးနေသည်ထိုအချိန်အပင်ကြီးဟာလည်းမလုံချားသလိုအစောကမကောင်းဆိုးဝါးကြီးမှလည်းမရှိတော့ချေဆရာတော်ဖေဟာတပည့်တော်ကိုရဲရဲဆက်ဆက်နာနာကျင်ကျင်ထိုးနှက်ခါတပည့်ခဲကြပါလေဖေဟာတောင်းပန်ပါလေတဲ့ဖေဟာမရပါဘူးအမေကိုတောင်တဲထားခဲ့ဖို့ဆိုတာမဖြစ်နိုင်ပါဘူးထို့တော်လည်းထိုးလူရောမာတို့ရဲ့ရင်ကိုထားဆိုင်ပြီးတပည့်ခဲတယ်တပည့်တော်နာကျင်ပူဆွေးလောင်မြရပါတယ်ဘုံဘဝကိုကူးပြောင်းဖို့ရာရင်လေးရပါတယ် ပြီးတော့တပည့်တော်ကလည်းလက်စားချီရှင်လို့အညိုတီထားခဲ့ပြီလို့ခုလိုပုံဘဝမှာအရင်ပြုသောကောင်းမှုတွေကြောင့်တေဆုံးချိန်ဒေါ်ရောသားကြောင့်မိစားဘဝရောက်ရပြီးကောင်းမှုတွေကြောင့်တော့တကူဆွမ်းရင်တွေဟာရရှိခဲ့ပါတယ်ဒီလိုဒီလူရုပ်မာတွေကိုတက်ရမှာဖြစ်မယ်တပည့်တော်ကိုမတားပါနဲ့ခုပြောဆိုကညည်းရဲသောမျက်လုံးမျက်ထောင်ကြီးကြီးဖြစ်အပင်ကိုင်းမှာချိတ်ဆွဲခံရတော့တီဟနဲ့ခြေကြီးတို့ကကြိလိုက်တော့တောင်းပါပါတယ်အဲ့လိုမလုပ်ဘူး ပြောခဲ့ကြပါတယ်ငါတို့ကရာဇာကသာနှုတ်မလို့ရင်အကုန်သိလိမ့်မယ်ဆိုပြီးမင်းကိုတက်ပြစ်တာပါဘူးကြောက်နံတကြပြောဆိုလေသည်တကားလေးနားထောင်ကွဘုန်းကြီးပြောမယ်စကားဟာတရားဖြစ်တယ်အမှန်တရားဒါဖြစ်တယ်ပေါ့အမှန်တရားကိုပြောတယ်ငါကပြောမယ်နားထောင်ပြီးမှတကားလေးလှုပ်ချင်းသလိုလှုပ်ပြီးတော့ကွတရားတစ်ခုကံတစ်ခုမှုကံတစ်ခုကိုလွယ်ကူစွာဖြင့်မတည်ဆုံးပေးဖို့ ပြောဆိုခြင်းသာဖြစ်တယ်။တကားလေဒီဘဝဟာပြင်းမှန်းခဲ့ကြံတန်းခဲ့ရုန်းကန်ခဲ့ရတယ်မလား။ဒါကရှိဘဝကပါရမီမပြည့်စည်ပါပဲ။ဘုံဘဝမှာအာဒုက္ခဆိုတဲ့မကောင်းမသောအလုပ်တွေကိုပိုလုခဲလို့ပိုမိုက်ခဲလို့ပဲကွ။ဒါကိုတော့ဒီဘဝမှာအပြစ်တစ်ခုထပ်ပြီးတော့လောက်ခဲ့မယ်ဆိုရင်နောင်ဘဝမှာပိုဆိုးရုပ်ပြီးလိမ့်မယ်။ ဒါဟာတကားလေးအရင်ဘဝများကယူဆောင်လာရအောင်တကားလေးကိုယ်တိုင်ပြုလုပ်ခဲ့တဲ့အပြစ်တာမှုပြန်ခံစားရတာပါဒါကုတန်တရားဝဲဟောတာမှာလေပတ်မှုအဖန်ဖန်ခါခါဖြစ်ပြက်စီဘူးမလုတ်သင့်ဘူးတရားရရှိတဲ့အခါအမြင်မှန်ရရှိပြီလို့တရားမရခင်မှာတော့ဓာရှထားတဲ့ ਨੇ ကောင်းစွာနေတိုင်းတင့်နေတကားလေးတကားလေးမိခင်ကြီးတို့မပူပါနဲ့ရွာကလူတွေကစေတနာသရာတရားနှင်းမှုကောင်းစွာစောင့်ချောက်ကြမှာပါတကားလေး စိတ်ချော့ွက်ခုဘဝမှာတော့ဝေကြွေးတဲ့ဘဝအနေနဲ့ပြီးဆက်ရတဲ့ဘဝဟာအပြစ်သက်ဖွဲဖြစ်တည်နေရတာခုဘဝဤရလည်းပဲွက်ဒါကိုပြင်ဆင်ရှေ့ပြတ်တင်ပေးတယ်ထပ်ပြီးတော့ဘဝအောင်မလုံဆောင်တဲ့မလုံอยู่ပါနဲ့ဒါကလေးလောကမှာလူတချို့အပြင်မကောင်းမှုဒုစရိုက်အတုကအကုသို့လောက်ကင်မှာအစင်ပြီးပြီးနေထိုင်ရမယ်သူတွေရှိရွယ်ဒါကမစင်ခင်ပါပဲနေထိုင်နိုင်ရင်တဘွားဆိုတာဟာတခဏမင်းအဖြစ်တယ်ကွဒါကြောင့်ဘဝတစ်ခုမှစတင်တဲ့အဖြစ်ဟာ ြေးဆက်စရာအဖြစ်အခါခါအကျဉ်းချင်းကျူးလွန်ခဲ့တဲ့အဖြစ်တွေအားပြေးဆက်ရသဘောနဲ့နောင်ဝခါထိုးပြအသက်ဝေလာရတယ်ကွဒီတော့တကလေးရာရာကိုလွတ်ချပြီးဒေါသတွေအာဃာတတွေမုန်းတရားတွေအားတွတ်ချလိုက်ပါကောင်းရမုန်းရဘဝကိုသွားပါတော့တကလေးဦးစကားဆုံးတာနဲ့အဘူးခံထားရတော့လူငယ်မှာဖုန်ကြီးရာထီချင်း၅ပါးနဲ့ဂျိုးသေးစွာရှင်ကိုကြော့ကပြီးမျက်ရည်များစီးကြကငိုကြွေးရင်းလဲကြသွားသလို ်တိမင်ကြီးမှာမဲမဲကောင်ကြီးဟာပြည့် ရောက်ရှိတဘောပြည့်စူစူဝါဝါပြည့်ပြောဆိုတာတိမင်ကြီးနေတူထွက်ခွာသွားလေတော့ဒီကြီးကြီးတို့တရားတို့မှာလည်းအခုမှပြီတပြင်းချနိုင်တော့ဒီဇာသားများမှာလည်းဘဝမလာတော့ကိုအောင်ငယ်ဟာတနာကြီးညာတက်မိကြပြီတော့ဒီအပြစ်သားများဖြစ်သောဥရစာတို့ဖွဲ့ဤမစင်မရှင်မှုကြောင့်ဖြစ်ပြရသည်အပြစ်ပြဟာဖြစ်တွေးလေလေဆွေးရည်ရည်ဖြစ်အောင်မပြေသာနိုင်ဘူးနဲ့တူ လောင်ဝန်းဟာလေလေးပြေလေးညင်းနေတူရွေလျားကဖြစ်လောဘနဲ့ဒေါသမောဟအတူပါဒီလောကဘဝကြီးရှောင်းလန်းဝယ်တည်ယူခြင်းအလိုခြင်းခုံမင်မှုနဲ့လိုချင်တာအရာရာတူရာတန်ကြီးသဘောမရှိပါပဲအနိုင်ယူကမမြတာတော့အရာဖြစ်ကအပြစ်တပွဲကောင်းကျိုးမရှိတဲ့အဖြစ်ရဲ့ဒုက္ခသဘောမူတတိယဉာဏ်စင်ခြင်းတမှုဖြစ်တွေးတော်လို့ကြံစီတဲ့နဲ့မဟုတ်ပါဘူး တခဏဒီမြဒီဘောဟာမကြာခဏမှာပြီပြန်လာသွားရပြီလို့ကိုကျိုးရလက်အမှန်ရှိမဲ့စေတနာတရာကျင်နာဇာနာတက်မှုဖြစ်ကောင်းသောလူသားတယောက်ရေချင်းများပြေဝအောင်ပါရမီဖြည့်စည်းကယူဆောင်ကပြန်လန်းကိုမြန်းသိမေတော်သည်တစုံတစ်ခုရလေရင်ဖြစ်အနောမယချွင်ညောင်းဟိုကကျွန်တော်ခုတင်စပေးသောမနောမယချွင်ညောင်းရေးသားထားသည့်တိချောက်ပင်ကြီးမြည်ရဇလန်းလေးကိုကြိုက်နေတယ်မထင်ပါရဲ့ ဟုတ်ကဲ့ကျွန်တော် channel လေးကိုလည်း like နဲ့ subscribe လေးလုပ်ပေးခဲ့ကြပါဦး